အားလုံးမင်္ဂလာပါခင်ဗျာဘောလာလဟောင်းတိုင်းတစ်ကတ်နဲ့ကြိုဆိုပါရစေ2025ခုနှစ်ကွန်ကကပ်စုံကနေကျင်းပကျင်းပတဲ့ Gold Cup Quarter Final ပွဲ Day 2ဖြစ်ပါတယ် USA နဲ့ Costa Rica တို့ကစားကြောက်မဲ့ပွဲကမြန်မာစံတော်ချိန်မနက်9:00နာရီခွဲမှာဖြစ်ပါတယ် USA အသင်းဒီဒီပွဲရဲ့အင်ချိန်အသင်းဖြစ်ပြီးတော့ဒီပြိုင်ပွဲမှာဘူဆွဲဖို့ဒုတိယနေရာကရေပန်းစားနေတဲ့အသင်းဖြစ်ပါတယ်ကမ္ဘာအဆင့်16နေရာမှာရှိပါတယ် Costa Rica အသင်းကတော့ကမ္ဘာအဆင့်54နေရာမှာရှိပါတယ် ်ယွက်စစ်အသင်းကိုကြည့်ရင်ဒီအသင်းဒီအုပ်စုဒီမှာ Saudi Arabia, Trinidad Tobago နဲ့ Haiti တို့နဲ့အတူကြခဲ့ပြီးတော့သုံးပွဲကစားပြီးမှသုံးပွဲလုံးယွက်စစ်ဒီအနိုင်ရရှိခဲ့ပါတယ်။ဘောစင်တစ်မှာကမ္ဘာအဆင့်100နေရာက Trinidad Tobago နဲ့သူကစားခဲ့ရတော့ Borije 3အနှုတ်20အထိပေးခဲ့ပါတယ်။ကိုပေါင်းကျဲက4အနှုတ်40ပေးခဲ့ပြီးတော့အပေါ်ကိုဇုံလိုက်အောင်ခဲ့ပါတယ်။၅ကိုပြတ်အနိုင်ရရှိခဲ့ပါတယ်။ ကမ္ဘာအဆင့်58နေရာကဆော်ဒီနဲ့ကစားတဲ့ပွဲမှာတော့ body jay 1ပေါင်း30ပေးခဲ့ပါတယ်ဂိုးပေါင်း jay က3အပေါင်း80ဖြစ်ပြီးတော့01ဆိုတဲ့ရလတ်နဲ့နိုင်ခဲ့ပါတယ်အောက်စုနောက်ဆုံးပွဲမှာကမ္ဘာအဆင့်85နေရာကဟေတီတဲနဲ့သူကစားရပါတယ် body jay 1နှုတ်30ပေးပါတယ်ဂိုးပေါင်း jay က3အပေါင်း30ပေးခဲ့ပြီးတော့21ဆိုပြီးနိုင်ခဲ့ပါတယ်သုံးပွဲကစားပြီးချိန်မှာသုံးပွဲလုံးနိုင်တဲ့စုပေါင်းသွင်းကို8ဂိုးအထိရခဲ့ပြီးတော့ပထမပိုင်းမှာ၄ဂိုးသွင်းပါတယ်ဒုတိယပိုင်းမှာ၄ဂိုးသွင်းခဲ့ပါတယ် နောက်တစ်ခုက USA တင်းခါဒီပြိုင်ပွဲကိုလာရောက်ချင်ပြိုင်နဲ့အခု quarter final ကိုရောက်နေတဲ့စုစုပေါင်း၈တင်းထဲမှာ ranking အမြင့်ဆုံးအတင်းဖြစ်ပြီးတော့ရှင်းစွမ်းပိုင်းရလဲဒီငယ်လုံးအတင်းဖြစ်တယ်လို့ကျွန်တော်တို့ပြောမယ်ဆိုပြောလို့ရပါတယ်။ Costa Rica ကအုပ်စု A မှာကြာခဲ့ပြီးတော့အုပ်စုရှောင်ခဲ့ပါတယ်။အဲ့ဒီအုပ်စုမှာအတင်းကြီးဆိုလို့ Mexico တင်းပဲပါခဲ့တယ်အဲ့ဒီမက္ကဆီကိုနဲ့ကစားခဲ့တဲ့ပွဲမှာမက္ကဆီကိုအသင်းကလည်း body j 1.60ပေးခဲ့ပါတယ်။ဂိုးပေါင်းကြီးက1.60ပေးခံခဲ့ရပြီးတော့ဂိုးမရှိတည်ကစားနိုင်ခဲ့ပါတယ်။ ကော့စတာရီကာသည်အုပ်စုတွင်၃ပွဲမှာဆုပေါင်းသွင်းကို၆ဂိုးအထိရရှိခဲ့ပါတယ်။ဒီသင်းရဲ့ပြဿနာကတူတင်ကိုတင်ကစားနိုင်တဲ့အသင်းနဲ့တွေ့ရင်ဒုတိယပိုင်းဆိုအမဲဂိုးပေးရတတ်တဲ့ပြဿနာပဲ။ဒါကကော့စတာရီကာအသင်းရဲ့အားနည်းချက်ဖြစ်ပါတယ်။အုပ်စုထဲမှာအဲ့ဒီမက္ဆီကိုနဲ့ကစားခဲ့ရတဲ့ပွဲဟာမက္ဆီကိုအသင်းတီလုံးဝအမှတ်မလိုတော့တဲ့အခြေအနေတစ်ခုမှာကစားခဲ့ရလို့ကော့စတာရီကာကိုဂိုးမသွင်းခဲ့တာပဲလို့ကျွန်တော်ကယူဆပါတယ်။ ဒီဘွတ်ထွက်ပေးထားတဲ့ဂျေးမှာဗော်ဒီဂျေး1ပေါက်20နဲ့ကိုပေါင်းဂျေးကနှစ်အနှုတ်45ဆိုပြီးတော့ပေးထားပါတယ်။အရှင်အသင်းကနေ 1D ပေးထားတာဟာ USA ဂျေးဝင်ရိုးပျော့တယ်လို့ကျွန်တော်ယူဆပါတယ်။1 is to Os မှာတော့ USA NI ကို1.5ပေးထားပါတယ်။တရီကို3.9နဲ့ Costa Rica NI ကိုတော့6.5ပေးထားပါတယ်ဗျာ။မိနစ်60အတွင်းမှာတရီမကျနိုင်တဲ့ဂျေးမျိုးဖြစ်ပါတယ်။ Bodon to score no ဆိုပြီးတော့ပေးထားပါတယ်။ပထမပိုင်း45မိနစ်မှာ နှစ်ဖက်သွင်းကိုလုံးဝမရှိနိုင်ဘူးအထူးသဖြင့်ပထမပိုင်း၄၅မိနစ်မှာကော်စတာရီကာလုံးဝဂိုးမရနိုင်ပဲနဲ့ဒုတိယပိုင်း၄၅မိနစ်မှာတော့ကော်စတာရီကာတို့ဂိုးရဖို့အရန်ခက်ခဲမယ်ဆိုတဲ့ကြေးကိုဖွင့်ပေးထားတာတွေ့ရပါတယ်ဆိုတော့ဒီပွဲမှာဖွင့်ပေးထားတဲ့ US အသင်းရဲ့ body jay 1D ကိုကျွန်တော်အစ်မပြေဘူးဗျာကျွန်တော်မကြိုက်ဘူးဒီဘက်မှာကော်စတာရီကာအသင်းရဲ့ body ကိုကျွန်တော်ကြိုက်ပါတယ်ဂိုးပေါင်းမှာဂိုးအောက်ပါကျွန်တော်ကြိုက်ပါတယ် USA ကမိနစ်90အတွင်းအနိုင်ရသွားတယ်ဆိုရင်တော့1-0ထက်မပိုဘူးလို့ကျွန်တော်ယူဆပါတယ် အစိုးရလက်ကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးပဲတင်ရှိပါတယ်မြန်မာပြည်ကြီးမြန်ဆုံးအေးကြပါစေအတ္တမတရားလဲမြန်မြန်ကြဆုံးပါစေခင်ဗျာ